ဟယ်လိုမင်္ဂလာပါဒီနေ့ကတော့ညီတို့လာပြင်းနေပေါ့နော်တည်င်းကျွတ်လာပြင်းနေလည်းဖြစ်တယ်ထူးထူးခြားခြားလေးအနေနဲ့တည်င်းကျွတ်လာပြင်းနေရအနောက်တိုင်းယူဆရာဆိုရင်ညီတို့အော်ဒီကို ကိုယ်မှာရှိနေတဲ့ physical mental အာအဓိကတော့ညီတို့ mental ပေါ့နော် mental နဲ့ emotional တွေ release လုပ်ချင်တဲ့သူတွေအတွက်ဆိုတော့ဒီနေ့ကအကောင်းဆုံးနေ့လေးလို့လည်းပြောချင်တယ်ကိုယ်မှာရှိနေတဲ့လေးလံတဲ့အကြောင်းအရာတွေကိုကိုကထားခဲ့ပြီးတော့နောက်ထပ်ပေါ့နော်အဲဒီနောက်ထပ် new version new moon မှာကောင်းတဲ့ အလားလာတွေဘလို့တွေရှိနေမလဲဆိုတာလေးကိုညင်းထဲတို့ကလေးနဲ့ကြည့်ပေးမှာပဲဖြစ်ပါရဲ့เนาะโอเคအဲဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးဒီနေရာစပြီးတော့ညင်းထင်းနဲ့ဒီသတင်းကျိုးဆိုတော့ညင်းတို့2025ပေါ့เนาะ2025အတော်တွင်ဘယ်ချိန်ကြည့်ပြီးကြည့်ပြီးကြည့်ပြတဲ့ရက်ကရေနောက်နှစ်ပတ်အတော်တွင်းပေါ့နှစ်ပတ်အတော်တွင်းမှာဆိုရင်ကြုံနိုင်မဲ့အာဒီအလားလာတွေနောက်တစ်ခုကကြတချို့လူတွေဆိုရင်တော့ နှစ်လထိဖြစ်သွားရင်လည်းဖြစ်သွားနိုင်ပါတယ်။ဒါညင် intuition အရာထပ်ပြီးတော့ပြုတ်ပေးလိုက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ Okay အဲဆိုရင်ညင်တို့ tarot card လေးနဲ့ကြည့်ကြည့်ပေးပါမယ်။အခုဒီ video ကိုကြည့်နေတဲ့သူဒီလာပြင်းနေရရင်စပြီးတော့ဘယ်ချိန်ကြည့်ပြစ်ကြည့်ပြစ်အာ2025အတော်အတွင်းမှာကြည့်ပြစ်တယ်ဆိုရင်ကိုဘယ်ဟာတွေညင်တို့ release ပေါ့ release ထားခဲ့ရမလဲအာကို let's go လုပ်ခဲ့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုညင်ကြည့်ပေးမှာပဲဖြစ်ပါရဲ့เนาะ okay အာအခုကြည့်နေတဲ့သူပေါ့နော်ကြည့်နေတဲ့သူဒီဗီဒီယိုလေးကိုကိုယ့်ရဲ့ ဟိုဟောပေါ်မှာရောက်လာပြီမြင်လာပြီဆိုရင်သိကြပါတယ်2025အတော်တွင်လဲဖြစ်တယ်ဒီဗီဒီယိုလေးကိုလည်းမြင်ရရယ်ဆိုရင်တော့ညင်းတို့တခုတည်င်းကျွလာပြင်းနေရည်စပြီးတော့ဘာတွေ let's go လောရမလဲဆိုရင်တော့ကိုယ့်ရဲ့စိတ်ပင်မှန်းမှုတွေအာစိတ်ကိုလုံးဝကိုအနာပေးလိုက်ပါကိုဖြစ်ချင်တဲ့ဥစ္စာဒီဗီဒီယိုကြည့်ပြီးတော့ကိုဖြစ်ချင်တဲ့ဥစ္စာကိုဘာဆိုဘာမှဘာဘာဘာမှမစင်စားပဲလုံးဝ plain ပေါ့နော်ကိုယ့်ရဲ့ခေါင်းထဲမှာကိုယ့်ရဲ့စိတ်ထဲမှာအကုန်လုံးဘာဆိုဘာမှမလုပ်ပဲနဲ့လုံးဝကိုလွှတ်ချလိုက်ပြီးတော့အာ လုံးဝကိုအနာပေးရမယ် physical relax လုပ်ပေးရမယ် mental လည်း relax လုပ်ပေးရပါမယ်အရန်ကိုပင်ပန်းနေကြတာလည်းညီတွေ့ရတယ်တချို့လူတွေဆိုရင်အာတိုက်ခိုက်မှုတွေအရန်ဝင်းရနေတယ်နောက်တစ်ခုကကြတော့အာမလုတာမရှားတာအနေထားတွေလည်းကြုံတွေ့ရတာတွေရှိကောင်းရှိခဲ့မယ်အာနောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲတချို့လူတွေဆိုရင်အာဒီ ကိုရဲ့အတိတ်ကိုပြန်ပြန်ပြီးတော့စိတ်မလုံခြုံတာလေးလဲသွားတွေးရတယ်ပေါ့နော်ဒီနေ့ကစပြီးတော့ညီတို့တည်င်းကျွလာပြင်းနေရ2025အတော်အတွင်းဘယ်ရက်ကြည့်ပြကြည့်ပြကြည့်ပြတဲ့ရက်ကရင် နောက်နှစ်ပတ်အတော်အတွင်းနောက်နှစ်လအတော်အတွင်းမှာဆိုရင်တော့အာနောက်နှစ်လတောင်မဟုတ်ဘူးညီတို့နောက်နှစ် ပန်းနှစ်လအတွင်းဟုတ်ပါရဲ့နှစ်လအတော်အတွင်းမှာဆိုရင်တော့သေချာပါတယ်ညင်တို့စိတ်ကိုလုံးဝကို relax နားယူပေးပါ mental အဖြစ်လဲ relax အနားယူပေးပါနောက်တစ်ခုကကြ meditation လေးထိုင်ပေးပါဆိုပြီးတော့လည်းညင်ထက်လောင်းပြီးတော့ပြောပြခြင်းပါတယ်ကိုယ့်ရဲ့စိတ်လေးကိုဘာမှမတွေးဘဲနဲ့နေပေးလိုက်ပါနောက်တစ်ခုကကြတော့ကိုယ့်ရဲ့အာဒီအလုတ်ကိုင်းလေးဘာဆိုဘာမှမလုပ်သေးဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနှစ်နာရီလောက်ကိုအာကိုယ့်အနေနဲ့တယောက်တည်းအေးအေးဆေးဆေးလေးနေပေးကြည့်ပါဘယ်နေရက်လောက်နေပေးရမလဲ ဆိုရင်တော့ညင်ကတော့အာနှစ်ပတ်လောက်ပေါ့နော်နှစ်ပတ်လောက်ကိုအဲ့လို physical ရော mental ရောလုံးဝကိုနားပေးအဓိကတော့ညီတို့ဟိုစိတ်ကိုအနာပေးလိုက်တာမှလေအလုပ်တွေမလုပ်တော့ဘူးဒီတရက်လည်းငါမလုပ်ဘူးဟိုတရက်လည်းမလုပ်ဘူးလို့အဲ့လိုပြောတာမဟုတ်ဘူးကို့အတွက်အချိန်လေးနှစ်နာရီလောက်ပေးပေးပါနှစ်နာရီမှတတစ်ခါကလုံးဝကို physical စိတ်ကလုံးဝကိုအနာပေးလိုက်အာ physical ကလုံးဝအနာပေးလိုက်ခန္ဓာကိုယ်ကြီးအနာပေးပြီးတော့နောက်တစ်ခုကကြတော့ mental ဝဲအနာလေးအနာပေးပြီးတော့ညီတို့ meditation လေးနိုင်ဝက်လောက်ထိုင်ပေးပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ထွက်ပါ ောက်တွေပို့ပြီးတော့တွေ့ရပါလိမ့်မယ်အာညီတို့ဒီအခုဗီဒီယိုလေးကြည့်ပြီးတဲ့သူတွေပေါ့နော်အာကြည့်ပြီးရဲ့ဒီဗီဒီယိုလေးကိုမြင်လာတယ်မြင်လာတဲ့ရက်ကစပြီးတော့ညီတို့သတင်းကြွလာပြင်းရဲ့စပြီးတော့ဒီ2025အတော်အတွင်းမှာဆိုရင်ဘယ်ချိန်ကြည့်ပြကြည့်ပြပေါ့နော်ကြည့်ပြတဲ့ရက်ကရေ ညီတို့နှစ်ပတ်နှစ်လအတော်အတွင်းမှာကြုံရမဲ့အာဒီ money ပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်ကနေငွေကြေးတွေရနိုင်တယ်လဲဒါကတော့လူတိုင်းသိကြကြမှာထင်ပါတယ်ငွေကြေးတွေဘယ်ကနေရနိုင်မလဲဆိုတာလေးကိုညင်းကြည့်ပေးသွားမှာပဲဖြစ်ပါတယ်ကြည့်ပေးပါမယ်အာဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေပေါ့နော်ကြည့်နေတဲ့သူတွေအနေနဲ့ဘယ်ကားတွေရနိုင်လဲဆိုတော့အာညီတို့ ကိုအတွက်ကို အချိန်လေး15မိနစ်လောက်ပေးပေးပါ ကိုဖြစ်ချင်တာလေးတွေကိုစာရွက်ထဲမှာရေးပေးခြင်းအပြင်လဲ idea တွေဒီထက်အကြီးထွက်သွားလိမ့်မယ်အာနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကိုရဲ့အာငွေကြေးတွေကို ကိုကိုရိုင်းအာဒီငွေငွေထွက်ငွေလေးတွေကိုနောက်ထပ်ထပ်ပြီးတော့အာဒီ management လုပ်ကြည့်ပါအဲ့ကနေလဲငွေငွေတွေအင်ခန်းတွေထပ်ဝင်လာပါလိမ့်မယ်နောက်တစ်ခုကကြတော့တချို့လူတွေဆိုရင်အရန်ကိုအာငွေကြေးပိုရှင်လာပြီပေါ့နော်ပိုရှင်တဲ့လူတွေဆိုရင်တော့ investment လုပ်တဲ့ဟာလေးတွေကိုလုပ်ပါဆိုပြီးညင်အကြံဉာဏ်ပေးကြပါတယ်၃မျိုး၃စားရှိပါမယ်ဒီထက်အတူတွေငွေကြေးနဲ့ပတ်သက်ပြီးလုံးဝမဝင်သေးတဲ့သူဆိုရင်သေချာပါတယ်ကိုရဲ့အာဒီဖြစ်ချင်တဲ့အဥ္စာတွေကို ပိုင်ဆိုင်တဲ့ဟာတွေကိုကြားနေရအကုန်လုံးကိုဖြစ်ချင်းကိုဘယ်သူမှမပြောတဲ့အကြောင်းအရာတွေစာရွက်ထဲမှာရင်းရင်းရရင်ညီတို့အာ journaling လုပ်ရင်ရရင်လဲအင်ခန်းကိုခေါင်းထဲမှာပေါ်လာလိမ့်မယ် နောက်တစ်ခုကကြတော့လေငွေကြေးရမဆိုးစလောက်လေးရနေပြီဒါပေမဲ့အတိုင်းအတာတစ်ခုထိအာဒီဘယ်လိုပြောမလဲငွေပိုမရှန်သေးဘူးဆိုရင်လည်းသေကြတယ်ညင်တို့ငွေကြေးတွေငွေငွေထွက်ငွေလေးတွေကိုပြန်ချိန်ခြင်းအပြင်လည်းငွေငွေတွေအင်ခန်းတွေတိုးလာပါလိမ့်မယ်အဲနောက်တစ်ခုကဘာလဲဆိုတော့ငွေငွေအင်ခန်းတွေတိုးပြီးသားလူတွေဒီဗီဒီယိုထဲမှာကြည့်ရတဲ့လူတွေရှိမယ်အဲဆိုရင်တော့ investment ကို passive income ထိလုံနိုင်တဲ့အလားအလာတွေအများကြီးပေါ်လာပါလိမ့်မယ်ဆိုတာလေးကိုညင်ထပ်လောင်းပြီးတော့ပြောပြခြင်းပါတယ်ဒါကတော့ငွေကြေးနဲ့ သက်ပြီးတော့ဘလို့ပေါ့ဒီအခုလက်ရှိဘဝကနေဘလို့တိုးတက်လာအောင်ဖြစ်လာမလဲဆိုတာလေးကိုညင်ကက်လေးနဲ့ကြည့်ပေးသွားတယ်ဒီတစ်ခါတော့ညင်တို့လာပြင်းနေအဲလာပြင်းနေရစပြီးတော့အာညင်တို့2025ဘယ်ချိန်ကြီးပြစ်ကြီးပြစ်ကြီးပြစ်ပြီးခဲ့ရက်ကနေနှစ်ပတ်ဒါမှမဟုတ်နှစ်လအတော်တွင်းမှာကြုံရမယ်အပေါ်တဲ့ gate ပေါ့ကို့အတွက်အဲတယောက်နဲ့တယောက်ကတော့ပေါ်တဲ့ gate ချင်းတူချင်းမတူမယ်ဒါ collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့ငိမ့်အနေနဲ့အားလုံးကိုခြုံပြီးတော့ဟောပေးမှာပဲဖြစ်ပါတယ်အ အဲဘသူတွေ portal gate တွေပွင့်ပြီးတော့ဘလိုပုံစံမျိုးတွေလဲဆိုတာလေးညင်ထက်လောင်းပြောပေးပါအောင်မယ်ဒါတော့ portal gate ဘလိုပွင့်မလဲဆိုတာလေးကိုညင်ကြည့်ပေးပါမယ်โอเคอ่าဒီထဲကလူတွေအာ guide တွေအရန်လိုအပ်တယ် ကိုကိုလမ်းပြပေးမဲ့သူပေါ့နော်ဆရာပဲဖြစ်ဖြစ်အသက်ရှိပီပယ်ပဲဖြစ်ဖြစ်စာအုပ်တွေပဲဖြစ်ဖြစ်အရန်လိုအပ်တဲ့အိုက်ကနေတဆင့်လဲညင်းတို့ပေါ်တယ်ဂိတ်တွေပွင့်သွားနိုင်ပါတယ်။နောက်ဒီထဲရသူတွေမှာဆို comfort zone တွေကထွက်ကိုထွက်ရတော့မယ်နော်။ comfort zone တွေကထွက်ကိုထွက်ရတော့မယ်။အာ comfort zone မှာတာယာမနေပါတော့နဲ့ထွက်မတာလင်းအစင်တေးပါမယ်။နောက်တစ်ခါကြတော့ညင်းတို့ဒီကိုကိုကိုပြန်ပြီးတော့ချုပ်ထားတယ်ပေါ့နော်။အဲဒီအเจ้าညာတွေကိုလည်းညင်းတို့လုံးဝကို လက်ကိုလှုပ်တင်လျင်လှုပ်ခဲ့ပြီးတော့ခါကြတော့ရှစ်ဆက်သွားတဲ့အကြောင်းအရာလေးကိုသွားမှရတော့မယ်ဆိုတာလေးကိုငင်းဒီဗီလိုရီယာတစင်ပြောခြင်းပါတယ်ကိုကပေါ်တယ်ဂိတ်ပေါ်တယ်ဂိတ်ပွင့်ကျင်နေဆိုရင်တော့သိကြပါတယ်ကိုကစာအုပ်စာပေးနေတူတူရှိရင်ရှိမရှိရင်ကိုကိုလမ်းပြပေးမယ့်ဆရာကောင်းနေနေအဆရာကောင်းတယောက်လောက်ရှိရင်ကို okay that's all အဆင်ပြေရပါတော့အဲ့ရလေးနဲ့ရှိရင်ဆိုရင်ပေါ်တယ်ဂိတ်တွေပွင့်သွားပါလိမ့်မယ်တချို့လူတွေကကြတော့ကိုကိုတိုင်းနီးလန်းလဲတည်တယ်ကွန်ဖော့ဇုန်ထဲမှာနေနေနေဆိုရင်တော့ကွန်ဖော့ဇုန် ံလင်းကထွက်ဖြစ်အောင်ထွက်ပါဒါဆိုရင်လည်းညို portal gate ပွင့်သွားပါလိမ့်မယ်နောက်တဦးကကြတော့အဲဒီအတိတ်ကိုလုံးဝမတွေးပါတော့နဲ့အတိတ်ကရေလုံးဝကိုထွက်လာခဲ့ပြီးတော့အဲခရီးပေါ့ new journey ခရီးစဉ်လေးကိုစတင်လှမ်းလိုက်တာနဲ့ portal gate တွေပွင့်လာပါလိမ့်မယ် okay အဲဆိုရင်ပြန်ပြီးတော့အာဒီ oracle နဲ့ tarot card နဲ့ဆက်ဆက်ပြီးတော့ပြောပြပါမယ်ဒီ video လေးကိုကြည့်ဒါကတော့ညီသတင်းကျွန်းမှာသတင်းကျွန်းလာပြင်းနေမှာလုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့သတင်းကျွန်းလာပြင်းနေကနေစပြီးတော့2025အ တော်တွင်ဘယ်ရက်မှကြည်ပြစ်ကြည်ပြစ်ကြည်ပြစ်တဲ့ရက်ကရေနှစ်ပတ်ဒါမှမဟုတ်ရင်နှစ်လအတော်တွင်မှဆိုရင်ကြုံရမယ့်အနာဂတ်လေးနဲ့အာငွေကြေးအာဒီငွေကြေးတွေဘယ်ဟာရလာမလဲအင်ခန်းတွေဘယ်ဟာတိုးလာမလဲပေါ်တယ်ဂိတ်တွေဘယ်ဟာပွင့်လာမလဲဆိုတာလေးကိုညင်းပြောပြပေးပါမယ်ဒီထဲရသူတွေကတော့တေးကြတယ်အာဒီ Aries တွေပါမယ် Aries တွေအရန်ကို strong ဖြစ်နေတယ်ဒါပေမဲ့ Aries တွေတဲ့ပိုပြီး strong ဖြစ်တာပါလဲသိလားအဲညင်တို့ Aquarius တွေဒီထဲမှာ Aquarius တွေနားထောင်နေတဲ့သူတွေရှိမယ် Gemini အာနောက်ကြ Libra အာနောက် လီဘရာအဲ့လူတွေကဆိုရင်တော့တကယ်ကိုဒီထဲမှာပို့ပြီးတော့တိုက်ဆိုင်လိမ့်မယ်ပို့ပြီးတော့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့ energy ကန့်ညီပါလားဆိုတာကိုသွားတွေးရလိမ့်မယ်ပေါ့နော်ဒီလူတွေကတော့တေချာပါတယ်ညင်တို့ဒီဟာကိုမဖြစ်ဖြစ်အောင်လှုပ်ပေးပါကိုဘာတွေဖြစ်နေလဲအဲ့အလီကိုပြန်သုံးသက်စေခြင်းတယ် okay အဲ့ပြီးတော့နောက်တူအနေနဲ့နောက်နောက် group တစ်ခုအနေနဲ့ဆိုရင်တော့ညင်တို့အော်ဒီခုနပြောတဲ့ aries လို့ ဲ့လူတွေကတော့တေကြပါတယ်ညင်တို့နည်းနည်းလေး group ထဲမှာပါလာတာကိုတွေ့ရတယ်ဒါပေမဲ့သူ